ငွေဟာကျွန်တော်တို့ဘဝအတွက်အရေးကြီးဆုံးမဟုတ်ဘူးဆိုတာအမြဲတမ်းကိုကိုကိုတတိပေးပါ။ဗါတယ်လေငွေဟာကျွန်တော်တို့ဘဝအတွက်အရေးကြီးဆုံးမဟုတ်ဘူးဆိုတာအမြဲတမ်းကိုကိုကိုတတိပေးပါ။များသောအားဖြင့်လူတွေကဘလို့ခံယူကြလဲဆိုတော့ငွေရှိမှပဲဖြစ်မယ်။ငွေကအရေးအကြီးဆုံးပဲ။ငွေပဲငွေပဲဆိုမှငွေနောက်လိုက်ကုန်ကြတယ်။ချက်တော်ညီကိုမောင်တော်မောင်တော်ကျန်းချက်လေးတစ်ချက်ဖတ်ပြမယ်နော်။ ရှင်မတဲခရင်ခန်းကြီး16ငွေ26မှာကျမ်းစာရှင်ဖတ်ကြည့်ပါအင်မတန်ကောင်းတဲ့ကျမ်းချက်ဖြစ်ပါတယ်ဒီတစ်ချက်ကျွန်တော်အမြဲတမ်းပြောတဲ့ကျမ်းချက်လည်းဖြစ်တယ်ရှင်မတဲခရင်ခန်းကြီး16ငွေ26လူဒီစကြရာကိုအကျွင်းမဲ့အစိုးရ၍မိမိအတက်ဝိညာဉ်ရှော့အဘယ်ကျေးဇူးရှိသနည်းမိမိအတက်ဝိညာဉ်ကိုအဘယ်အဥ္စာနဲ့ရွေးနိုင်သနည်း ကျွန်တော်တတ်တာကဖတ်မှာနော်ကျင်းစာကအင်မတန်ကောင်းတဲ့ကျင်းချက်ဖြစ်တယ်ရှမတ်တဲ့ခရင်ခန်းကြီး16ငွေ26လူဒီဤဆက်ကြော်ရာကိုအကျွင်းမဲ့အစိုးရ၍မိမိအတ္တဝိညာဉ်ရှုံးနေအဘယ်ကြီးစုရှိသနည်းမိမိအတ္တဝိညာဉ်ကိုအဘယ်အုပ်စာနဲ့ရွေးနိုင်သနည်းနားလေနားလေလွယ်အောင်နည်းနည်းလေးရှင်းပြမယ်ကျွန်တော်တို့ကတဲ့ပတ်စံရှာရင်ရှာရင်ရှာရင်နဲ့ ကျွန်တော်တို့ဒီမြေကွက်ပိုင်လာတယ်ဥပမာနော်ကျွန်တော်တို့နေတဲ့မြို့တစ်မြို့လုံးပိုင်သွားတယ်ဖြည်းဖြည်းချင်းကျွန်တော်တို့နေတဲ့နိုင်ငံတနိုင်ငံလုံးကျွန်တော်တို့ပိုင်သွားတယ်ဆိုပါစို့နေရင်နေရင်နဲ့ကျွန်တော်တို့တကဘာလုံးဟာကျွန်တော်တို့အသွက်ဖြစ်တဲ့ကဘာလုံးတီတော်မှာကနောက်ဆုံးစက်ကြော်လာတစ်ခုလုံးတော့မှကျွန်တော်တို့ရဲ့အပိုင်ဖြစ်သွားတယ်ဆိုပါစို့တဲ့အဲ့ဒီပိုင်ထားပြီးမဲ့လေတင်တေမယ်လို့တရေရောက်လာလို့ရှိရင်တင့်အတွက်ဘာအကျိုးရှိမလဲတဲ့ဆိုလိုချင်တာကတင်ဟာ ဘလောက်ချမ်းသာလဲဆိုရင်စัจ java လာတစ်ခုလုံးတော့မှသင်အပိုင်ရထားတယ်ဆိုပေမဲ့သင်တေရမယ်ဆိုရင်ဘာအကျိုးကျေးဇူးရှိမလဲတဲ့အဲ့ဒီစัจ java လာပိုင်ဆိုင်မှုတစ်ခုလုံးကိုသင်ယူသွားလို့ရမလားတဲ့မရပါဘူးဒါပေမဲ့ခုနတော့တခွန်ပြောထားတယ်ယူသွားလို့ရတဲ့နီးရှိတယ်အဲ့ဒါတော့အမှုအမှုတော်မြတ်မှာပေးလူပါဝင်ခဲ့ရင်တော့ပေးလူပါဝင်ခဲ့တဲ့အတိုင်းပဲကောင်းကင်မှာရှိနေမှာပဲဒါပေမဲ့အခုပြောချင်တာကငွေဘလောက်ပဲချမ်းသာချမ်းသာโอเค ငွေဘလောက်ပဲပိုင်ဆိုင်ပိုင်ဆိုင် ကိုယ့်ရဲ့အသက်တည်သွားတော့မယ်ဆိုရင်ဘာမှအကျိုးမရှိပါဘူးတချို့တွေကျွန်တော်တို့ကြားနေရတာပိုင်ဆိုင်မှုအများကြီးရှိပေမဲ့လည်းဘဏ်မှာငွေထုတ်လို့မရဘဲနဲ့တည်သွားတဲ့သူတွေပိုင်ဆိုင်မှုအများကြီးရှိပေမဲ့လည်းမိသားစုလိုက်ညီကိုမောင်တို့မှ၂ယောက်၃ယောက်ရှိတဲ့အကုန်တေကိုဗစ်ကြောင့်မိဘနှစ်ပါးလည်းကိုဗစ်ကြောင့်အကုန်တေမိသားစု၄-၅ယောက်ရှိတာအကုန်တေပိုင်ဆိုင်မှုတွေအကုန်လုံးထားခဲ့ရတယ် တဖေးသားတွေနော်ဘန်မှာပတ်စံတွေအများကြီးရှိတဲ့သူတွေအားလုံးအဲ့လိုပဲထားခဲ့ရတယ်ဘလောက်ပဲချမ်းသာချမ်းသာဘလောက်ပဲကြွယ်ဝကြွယ်ဝတေချင်းရောက်လာတဲ့အခါမှာဘာအကျိုးကျေးဇူးရှိမလဲတဲ့တင်ရထားတဲ့အရာတွေအပေါ်မှာကျွန်တော်တို့ကျမ်းမာနေတော့ကျွန်တော်တို့ရှာနိုင်တော့ကျွန်တော်တို့အတိစိတ်ရှိတော့အမြန်အမှုတော်မြတ်မှာပေးလို့ကြပါ ကျွန်တော်တို့အသိစိတ်မရှိတော့တဲ့အခါမှာကျွန်တော်တေတော့မဲ့အချိန်မှာငါရှိတဲ့ဟာတွေအကုန်လုံးပေးလို့ရအောင်ဆိုလုပ်နေလို့ရှိရင်တော့ဘယ်သူမှလုပ်ပေးတော့မှာမဟုတ်ဘူးเนาะအဲ့ဒီချိန်ကြလို့ရှိရင်လုံးဝအချိန်နှောင်းသွားပြီဒါကြောင့်ငွေဟာကျွန်တော်တို့ဘဝအတွက်အရေးကြီးဆုံးမဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်အလင်းပေးခြင်းတယ်ကျွန်တော်တို့ကလေငွေကိုပဲနှောက်လိုက်နေတယ်ငွေနှောက်ကောက်ကောက်လိုက်နေတိုင်းနေတိုင်းလိုက်နေတယ်အော်ငွေကိုမရှာနဲ့လို့ပြောတာမဟုတ်ငွေရှာရမှာပဲဟုတ်တယ်เนาะငွေကိုတောင်စူးစမ်းရှာရမယ်လို့ကျွန်တော်ရှေ့မှာလဲဝင်ကသွားပြီးပြီ ဒါပေမဲ့ငွေကိုတင်းရဲ့ဘဝမှာအရေးကြီးဆုံးပါလို့မခံယူပါနဲ့။ Okay ။တင်းရဲ့ဘဝမှာအရေးကြီးဆုံးကထာဝရအသက်ဖြစ်တဲ့ချစ်တော်ညီကိုမောင်မတော်။ညာရောအဖြစ်လူတွေကငွေနောက်လိုက်ရင်လိုက်ရင်နဲ့ဖရားတရားမလို့တော့ဘူး။အရေးကြီးတဲ့အရာကိုပဲဖြစ်လေ။မေ့ထားတယ်။ခေတ္တလိုအပ်တဲ့အရာနောက်လိုက်ရင်လိုက်ရင်လိုက်ရင်နဲ့ထာဝရအသက်ဆုံးရှုံးသွားတယ်။တနည်းအားဖြင့်ငွေရှာရင်အလုတ်လုတ်ရင်းနဲ့ဖရားတရားလည်းမလုံနိုင်တော့ဘူး။ ကျမ်းစာမဖတ်နိုင်စုမတောင်းနဲ့တရားစီတနာနားမထောင်နိုင်ဖြစ်ကုန်တယ်ဒီလိုနောက်ဆုံးသောကာလမှာအဲ့လိုတွေပိုပိုများလာတယ်ချစ်တော်ညီကိုမောင်မတို့ကျွန်တော်အမြဲပြောတယ်အလုတ်လုတ်ရင်းနဲ့လည်းကျမ်းစာဖတ်လို့ရတယ်လို့အလုတ်လုတ်ရင်းနဲ့လည်းဘုရားတရားနားထောင်လို့ရတယ်အခုအခုဆိုရင်ပိုပြီးမှအစဉ်ပြေတယ်ဘုရားရဲ့ကျေးဇူးတော်ကြောင့် line ပေါ်ကနေပါဖြစ်လေမနဲ့တိုင်းတရားဒေသနာနားထောင်ရပြီမဟုတ်ဘူးလားဒါကြောင့်အမြဲတမ်းနားထောင်ပါဟောပေးတဲ့သူရှိနေပြီဆိုရင်တန်ဖိုးထားပါ โอเคဟောပေးတဲ့သူချင်းတန်ဖိုးထိုင်းမှာနားထောင်ပါမနဲ့တိုင်းမနဲ့တိုင်းဒါဟာလဲထาวရကိုမစွန့်လို့ပဲနဲ့အမြဲတမ်းထาวရကိုလိုက်စားနေတဲ့သူဖြစ်နေပါတယ်မဟုတ်ရင်ကျွန်တော်တို့ကတေသွားတော့မဲ့အချိန်မှာကျွန်တော်တို့အသက်မီးစာကုန်သွားတော့တဲ့အချိန်မှာဟာငါဖရာတရားဘာမှမလုပ်ခဲ့ပါလားဒီကျွန်တော်ကောင်းခင်သွားဖို့ရင်အတွက်ဘာမှမပြင်ဆင်ထားပါလားဆိုရင်ပြဿနာပဲအဲ့ဒီအချိန်မှာနောက်ကျသွားပြီဟုတ်တယ်နော်နောက်ကျသွားပြီဆိုတော့ကျွန်တော်တို့နောက်မကျသေးခင်မှာ ငွေနောက်ပဲတဏီကုံလိုက်နေတာမဟုတ်ပဲနဲ့ဖရားတရားမှလည်းပါဝင်ပါလို့ကျွန်တော်ခွန်အားပေးချင်ပါတယ်အမှုတော်မြတ်မှာပါဝင်ပါနှင့်ဘုရားအတွက်အရေးကြီးဆုံးဟာ ဖရားသခင်ဖြစ်တယ်ထာဝရအတက်ဖြစ်တယ်အဲ့ဒီငွေကြီးမဟုတ်ဘူးများတော့အဖြစ်ကျွန်တော်တို့ကကောင်းကြီးနောက်ပဲလိုက်နေတယ်ကျွန်တော်တို့လိုက်ရမှာက ကောင်းကြီးပေးပိုင်တဲ့အရှင်သခင်နောက်လိုက်ရမှာဟာလေလုယာကျွန်တော်ထပ်ပြောမယ်နော်ကောင်းကြီးနောက်ပဲမလိုက်ပါနဲ့ ကောင်းကြီးပေးပိုင်တဲ့အရှင်သခင်နောက်လိုက်ပါကောင်းကြီးကတင့်နောက်လိုက်လာပါလိမ့်မယ်တကယ်လို့တင်ကကောင်းကြီးနောက်လိုက်နေတယ်ဆိုလို့ရှိရင်ဗျောင်းပြန်ဖြစ်နေမယ်တင်တအားမောနေမယ်ဟုတ်တယ်နော်တင်တအားမောနေမယ်တကယ်လို့တင်ကကောင်းကြီးပေးပိုင်တဲ့အရှင်ကိုလိုက်လာလိုက်လိုက်ရှာတယ်လိုက်စားတယ်နေ့တိုင်းလိုက်နေတယ်ဆိုလို့ရှိရင်ကောင်းကြီးတွေကတင်နောက်ကိုကောက်ကောက်လိုက်လာလိမ့်မယ်အာမင်ဒီဒီဒီအလင်းကကျွန်တော်ကိုယ်တိုင်ခွန်အားသားရတယ်โอเค အားလုံးလဲခွန်အားရမယ်လို့မျှော်လင့်တယ်ဒါတင့်ဘဝအတွက်အင်မတန်အရေးကြီးတဲ့အလင်းပဲဖြစ်တယ်တမာတရားအလင်းအလင်းရပြီဆိုလို့ရှိရင်တော့တင်လို့မြောက်ပြီတင်းရဲ့ငွေကြီးရှာဖွေမှုမှာတင်ကောင်းကြီးမင်္ဂလာ ဖြစ်စေလိမ့်မယ်များသောအားဖြင့်ကျွန်တော်တို့ငွေသားရှာတယ်မောတယ်ဘာကြောင့်ငွေတွေမရဘဲနဲ့မောပဲမောနေရတယ်ငွေနောက်ပဲလိုက်နေလို့လေငွေပေးပိုင်တဲ့အရှင်သခင်တော့မလိုက်ဘူးဖြစ်နေငွေပေးပိုင်တဲ့အရှင်သခင်ကိုဦးထိတ်ထားပါ ကောင်းကြီးမင်္ဂလာတင်တော်လိုက်လာပါလိမ့်မယ်အာမင်ဒါဒုတိယအလင်းပေးခြင်းဖြစ်ပါဆိုတော့ဒီကနေ့ဏီကုံချိုးရအောင်နော်ဒီကနေ့ပြောသွားတဲ့ကောင်းစဉ်ကငွေဟာကျွန်တော်တို့ဘဝအတွက်အကြီးအရေးအကြီးဆုံးမဟုတ်သေးဘူးဆိုတာနားလေပါကျွန်တော်တို့ဘဝအတွက်အရေးကြီးဆုံးဟာ power ဖြစ်တယ်ဖယားသခင်ဖြစ်တယ်အဲ့ဒီအရာတွေကိုအမြဲတမ်းလိုက်စားတတ်ဖို့လိုတယ်ကောင်းကြီးနောက်မလိုက်ပဲနဲ့ကောင်းကြီးပေးပိုင်တဲ့အရှင်နောက်လိုက်ပါကောင်းကြီးတင်နောက်ပါလာလိမ့်မယ်အာမင် နှုတ်ကပတော်ကိုဒီမှာပဲရဲ့နားမှာဖြစ်တယ်နားမလဲတာရှိလို့ရှိရင်တော့မဟုတ်ဆရာကိုစုတောင်းခံဆရာရှိတယ်ဆိုလို့ရှိရင်ဆရာရဲ့အကောက်ကိုအဲ့ဒီမှာမေးမြန်းလို့ရတယ်စုတောင်းခံလို့ရတယ်ဆိုတဲ့အကြောင်းပြောကြရင်းနဲ့ဒီမှာပဲဏိကုံချုပ်ပါတယ်ဒီကနေ့မနေ့အသက်ရှင်တော်နှုတ်ပတ်တော်ကိုနားဆင်သွားတဲ့သူအယောက်ချင်းစီတိုင်းကိုဖယားသခင်တာ၍တာ၍ကောင်းချီးပေးပါစေတော့အာမင်